ရှင်2025ခုနှစ်မေလ26ရက်နေ့ကနေဇွန်လ1ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။အခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလီဘီးယားနဲ့ရေဝံတစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမှုအားကောင်းလာက မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့ပြင်းအားနဲ့ဝေရောက်မဲ့အလံကြောင်ကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့ပြားမှုထိချုံရွာနိုင်ပါတယ်။ တချို့ဒေသတွေမှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်။မုတ်တုံလေအကောင်းနေတာကြောင့်မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာ၊လျှက်စီးတွေလက်တာ၊မိုးကြိုးပြစ်တာ၊နေရာကွက်ပြီးမူကြီးတာ၊မိုးသည်တွေကြွေကြတာ၊လျှက်တပြက်ရေကြီးတာ၊မြေကျွန်းနာနဲ့မြေပြိုတာအဆရှိတဲ့သဘာဝဘေးရန်ရည်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ပုံမှန်ဂရုပြုကြဖို့လိုအပ်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေဝမ်လုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။အခုဆက်လက်ပြီးနေလိုက်တပတ်စာမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ မေလ26ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အင်တင့်တင့်ကနေတိမ်ထူရနိုင်ပြီးမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မုတ်တမခွေနဲ့မြဝကျုံမော်ဒေသတို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကိုမိုင်30ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော် AR တွေတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေအပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။ မနက်ဖြန်မေလ29ရက်နေ့တော်မူလေးဝသာခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလီအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းနဲ့ဆက်စပ်လျက်ရှိနေတဲ့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာလီဗီးယားနဲ့ရေဝံတစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ပင်လယ်ပြင်အခြေအနေကတော့လီဗီးယားနဲ့ရေဝံရဲ့အချိန်ကြောင့်တနည်းသာရီကံယူရန် ရခိုင်ကမ်းရိုးတန်းမုံတမကွေနဲ့မြဝကျောမော်ဒေသတို့မှာတခါတည်းရမိုးသက်လေးပြင်းတွေကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့ရန်ကုန်တိုင်း AR တိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထိပ်ချုံရွာနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ နေပြည်တော်သခိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်နီပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါတယ်။နေ့ပူချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။ ေလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူရနိုင်ပြီးမုတ်တုံတွေအကောက်ရကနေအားလုံးကောက်နိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိနေတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့လေပြင်းရနဲ့ရေဝန်ဟာမြောက်အနောက်မြောက်ဘက်ကိုဦးတည်ရွှေ့ရှားနိုင်ပြီးမုတ်တုံတွေအားလုံးကောက်လာစေနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မုတ်တမခွေနဲ့မြို့ဝကျွန်းမဒေသတို့မှာတခါတည်းရမိုးသက်လေပြင်းတွေကြားရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကိုမိုင်30ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးတနင်္သာရီတိုင်းနဲ့ကချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။ စကိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်ရေဘေးအနေနဲ့မြေပြိုမှုဘေးအနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်အထူးသတိပြုကြဖို့အသိပေးအပ်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။မေလ29ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေအားကောင်းရာကနေအားအလုံးကောင်းနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့လေပြင်းနဲ့ရေဝန်ဟာပုံမအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မုန်တိုင်းငယ်အရှင်ကြောင့်တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မုတ်တမကွေးနဲ့မြဝကျုံးမော်ဒေသတို့မှာတခါတရံမိုးသက်လေရင်းနေကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို -30 ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။ လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးချင်တွေကတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းမကွေးတိုင်းအချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးနေပြည်တော်အေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။ ဒီလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင့်တင့်ကနေတိမ်ထူရနိုင်ပြီးမုတ်တုံလေအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့လီဘီယာနဲ့ယေဝန်ဟာပုံမအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့ပြင်းအားနဲ့ရွေးရှားမဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့မုံတိုင်းငယ်အရှိန်ရောက်တနင်္လာရီကံယူရန်ရခိုင်ကံယူရန်မုံတမခွေနဲ့မြို့ဝကျောမဒေသတို့မှာတခါတရံမိုးသက်လေးပြင်းနေကြရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီကိုမိုင်30ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပါသေးတယ်။ လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလိုင်းကြီးနေပါတယ်။မိုးအခြေအနေကတော့နေပြည်တော်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊အေရီတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊မြောက်ပိုင်း၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနေပါတယ်။နေ့ပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာပုံမှန်အပူချိန်အောင်ကျဆင်းနိုင်ပါတယ်ရှင်။ မေလ31ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထိမုတ်တုံကြီးအားကောင်းရာကနေအားအလုံးကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာမယ်။လီဘီယာနဲ့ယမန်ဟာပုံမူအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့ပြင်းအားနဲ့ရွေရှားမဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ပြည်내ပြည်အခြေအနေကတော့မုံတိုင်းငယ်အချိန်ကြောင့်တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မုံတမခွေနဲ့မြို့ဝကျုံမော်ဒေသတို့မှာတခါတည်းရမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကိုမိုင်30ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပြည်내ပြည်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတောင်ပိုင်းလုံးမှာနေရာအနှံပြားမိုးထချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတောင်ပိုင်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။ ဇွန်လ၁ရက်နေ့တော်မူလေးဝတာခမ်းမန်းချက်တီကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလီအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်။အနောက်အလဲပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာစတင်ဖြစ်ပေါ်လာတဲ့မုန်တိုင်းငယ်ဝင်ရောက်မဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မုန်တိုင်းငယ်အချိန်ကြောင့်တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မုတ်တမခွေနဲ့မြဝကျုံးမော်ဒေသတို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကမိုင်35မိုင်ခန့်တိုက်ခတ်နိုင်ပါသေးတယ်။ လေရင်တိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတောင်ဝမ်းလုံးမှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတောင်ဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်မှာကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရသက်တပတ်မိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။